ဇန္တသမင်းထွက်ခွာသွားတဲ့အခါမှာမြတ်စွာဘုရားဗာပြောလို့ယဟန်တွေခတယံဘိက္ခုရာဇာဥပဟတယဘိက္ခုယဟန်တို့ဒီမင်းဟာကိုယ့်ကိုဖျက်ဆီးတာပဲကိုယ့်ကိုဖျက်ဆီးလိုက်တဲ့မင်းဖြစ်တယ်သစ္စာယံဘိက္ခုရာဇာဓမ္မိကံပိတရံဓမ္မိကံဓမ္မရာဇာနာစီဝိတနာဝရောပိတတံဣမတ်တပိယေဝအာသနိ ဝိရဇံဝိတမနာဓမ္မစကုံဥပိစိတ်တာအကင်၍သာသူဟာတရားသဖြင့်အုပ်ဆိုးတဲ့သူ့ရဲ့ဖာခမီးတော်ကြီးကိုမတက်တမှုတက်ဖြတ်ခြင်းမကျူးလွန်ခဲ့ဘူးဆိုလို့ရှိရင်အခုဒီနေရာမှာပဲသူဟာဓမ္မစကုဆိုတာရောက်တော့မှာတောတပတ်ဖြစ်သွားလိမ့်မယ်အဲ့ဒါလို့မြတ်စွာဘုရား ဒီတုတ်တက်မှာအဲ့လောက်ပဲပြောလိုက်တယ်တော်တော်ဖြစ်သွားမယ်အခုတော့ဒီပြစ်မှုကျွလွန်ထားသည့်အတွက်ကြောင့်မဖြစ်တော့ဘူးပေါ့နော်ဘာနဲ့တူတော့ဆိုအင်္ဂလိပ်စကားနဲ့တူတယ်ငါဟာမနေ့ကထိပေါက်ခဲ့ရင်ခုချိန်ကားဝယ်စီပြီးသားဖြစ်ပြီးဒါမနေ့ကထိမပေါက်ဘူးဒါကြောင့်ကားလည်းမစီရဘူးအဲ့ဒါမျိုးပြော အကံ၍သူ့ဖေကိုသူမတတ်ခဲ့ဘူးဆိုရင်သူကတော့တော်ရပါဖြစ်သွားသို့သောသူ့ဖေကိုသူတတ်ခဲ့တယ်ဒါကြောင့်တော့တော်ရပါဖြစ်ဘူးဒါကြောင့်သူ့ကိုသူဖြစ်စီလိုက်တာပဲလို့မြတ်စွာဘုရားကအထကရာကတော့ဖြည့်ဆွက်ပြောထားတယ်အဖတ်တတ်တဲ့ကျွလွန်တဲ့ကံကြောင့်သူဟာလောကုံကြီးငရဲမှာ2 6 3ခံရအောင်မယ်ခံပြီးတဲ့ကလွတ်တဲ့ခံမှာ ပစ္စည်းကဘုရားဖြစ်လိမ့်မယ်ဆိုတာဒါထက်ကရာကဖြစ်ဆက်ပြောတာမြတ်စွာဘုရားကတော့ဒီလောက်ပဲပြောတာเนาะအဲ့ဒါနဲ့ဒီသုတ်တံကိုစုံသက်ထားတယ်